လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါလေ။ဖန်စီခံရတာတွေ ရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ရင်ပေါ်ပါလာတဲ့လူနာကတစ်ဖက်ဖက်နဲ့ပတ်သက်ဆက်နွယ်သူဆိုရင် အရင်ဆုံးပြစ်မှတ်ထားခံရတာကလည်းလူနာတင်ရင်မောင်းတွေပါပဲ။အချိန်မရွေးဖန်စီခံရပြစ်ခတ်ခံရတာတွေကြောင့်လူနာတင်ရင်မောင်းဖို့ဆိုတာအန်ဒီရဲ့အယမ်းရှိတဲ့ အလုတ်တစ်ခုဖြစ်လာနေတာပါဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနှဲတဲ့နှဲပါလာနေပါပြီဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေကျမ်းမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်ဖို့အခက်အခဲရှိလာနေပါတယ် တဝဲခရိုင်မှာရဘာကွန်တီစတဲ့ဥယျာဉ်ခြံတွေရဲ့တောက်ခုတ်ခဈေးထက်တက်လာတယ်လို့ဥယျာဉ်ခြံလုပ်ငန်းလုပ်ကင်သူတချို့ကပြောပါတယ်ပြီးခဲ့တဲ့နှစ်ကစက်နဲ့လူတရက်ငားရန်ခါဟာ7000တောင်းခွဲကနေ7500တောင်းပဲကုန်ကြတာဖြစ်ပေမဲ့အခုနှစ်မှာတော့7500တောင်းကနေ7600တောင်းအထိဖြစ်လာတယ်လို့ဆိုပါတယ်။ ဆန်စေဝါနဲ့73စီတယုခွင်ပိတ်ပင်ကတ်သက်ထားတဲ့ဒေတာတွေနဲ့နာမည်မအေးချမ်းတဲ့ဒေတာတွေမှာတောက်ခုတ်ရှင်လင်းဖို့လိုအပ်ခအပါအဝင်ဆန်နဲ့စီအတွက်တရ6တောင်းပေးနေရတယ်လို့ဒိုဝဲအရှိတော်ဒေတာဝါကုံရော်ကကွန်တီချမ်ပိုင်ရှင်တူကပြောပါတယ်။တရ6ချောင်းမျိုးနယ်မှာလဲလိုအပ်ခဆန်နဲ့စီအပါအဝင်တရ7တောင်းပေးရပြီးချန်ရှင်ကစီပေးရင်တရ9တောင်းတောင်းပေးရတယ်လို့ဆိုပါတယ်။ပုံမှန်အားဖြင့်မိုးဥမကြခင်တစ်ချိန်နဲ့ပွင့်လင်းရာတီမှာတစ်ချိန်တောက်ခုတ်လို့ရှိပါတယ်။ အခုလိုတော်ခုတ်ခဆေးတက်လာတဲ့အတွက်ခြံဤကောက်များသူတွေဟာလိုအားခမတက်နိုင်ကြတော့ပဲတစ်နှစ်တစ်ချိန်ပဲတော်ခုတ်ကြတော့တယ်လို့ဆိုပါတယ်။နမ်မြေအေးချမ်းတဲ့ဒေသတွေမှာ73စီတကာလန်ကိုကျက်နှစ်တောင်းပဲပေါက်ဈေးရှိပေမဲ့နမ်မြေမအေးချမ်းတဲ့ဒေသတွေမှာတော့73စီတကာလန်ကိုကျက်3တောင်းရှိနေပြီးဝယ်ယူရခက်ခဲနေတယ်လို့ပြောပါတယ်။ဥယျာဉ်တော်ခုတ်ခဆီနှုန်းဟာအချို့ဒေသတွေမှာပြီးခဲ့တဲ့နှစ်ကထက်ကျပ်9000ဈေးတက်လာပြီးတချို့ဒေသတွေမှာတော့ကျပ်1000ဈေးတက်လာတာပါ အလုတ်သမားငှားရင်ခနဲ့73စီဈေးမြောင်းနေပေမဲ့ကွန်တီအမှုဈေးကတပိတ်တာ3000ကျော်တလုံးကို70ကျော်ပဲရှိလို့ချန်ရှင်တွေတက်ချီမကြိုက်ပဲဖြစ်နေကြပါဗျ။ပြီးခဲ့တဲ့နှစ်ကကွန်တီအနုတလုံးကို120ကျပ်အထိရရှိခဲ့ပြီးကွန်တီ6တပိတ်တာကို7000ခွဲလောက်အထိဈေးကောင်းရခဲ့တယ်လို့ဆိုပါတယ်